တောနဲ့ရွာလို့ခေါ်တဲ့ရွာလေးတရွာရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့တကောင်ရဲ့အချိန်မှာပေါ့ဗျာတဘာဝတရားကြီးတစ်ခုလုံးအိတ်ဆက်နေသလိုကြေတွေပြည့်နေတဲ့ကောင်းငင်အောက်မှာလေအေးတွေကတစ်ပင်ထိပ်ပြားတွေကိုဖြတ်တိုက်နေတဲ့အတန်တွေကတိုးတိုးလေးထွက်ပေါ်နေတယ်ဗျာဒါပေမဲ့မကြခင်မှာပဲအဲ့ဒီတိတ်ဆိတ်မှုဟာရုတ်တရက်ပျက်စီးသွားခဲ့ပါတယ်မော်ဖိုလှဆိုင်ရဲ့အိမ်ထဲကနေမွေးခင်းစားကလေးတစ်ယောက်ရဲ့ငိုဦးတန်းဟာညအမောင်တူးတဲ့ကို ထိုးပေါက်ထွက်ပေါ်လာခဲ့ပါတယ်။ငါသားလေးမွေးပြီဟဲ့။ငါသားလေးမွေးပြီဟာ။လှဆိုင်ဟာဝမ်းသာအားရနဲ့။အော်ဟေးရင်သူ့ရဲ့ပရမဆုံးရင်သွေးလေးမျက်နှာကိုကြည့်ဖို့အိမ်ပေါ်ကိုပြည့်တဲ့သွားခဲ့ပါတယ်။ဒါပေမဲ့အိမ်ပေါ်ကနေရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကုန်ဟဲ့အော်လိုက်တဲ့တန်ကလှဆိုင်ဟာအိမ်လန်ဒါကြားနဲ့တနက်ကိုဆွဲယူပြီးတုံလုံးနေတဲ့နှလုံးသားနဲ့အိမ်ပေါ်ကိုပြည့်တဲ့သွားခဲ့ပါတယ်။သူတွေ့လဲရတဲ့မြင်ကွင်းကသူ့အတွက် အိမ်မက်ဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဇနီးနဲ့မွေးကင်းစာသားလေးဟာသူ့ရိုင်ထဲမှာအသက်မဲ့စွာလဲလောင်နေကြပါပြီ။ထိတ်လန့်တုန်လုံးနေချိန်မှာပဲလှဆိုင်ဟာအမောင်ရိတ်ထဲကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုတွေးလိုက်ရပါတယ်။သူ့ရဲ့မျက်လုံးနီနီတွေဟာမီးတောက်လိုတောက်ပနေပြီးလှဆိုင်ကိုစူးစိုက်ကြည့်နေခဲ့ပါတယ်။ခန်းနာကြမှာပဲအဲ့ဒီအိမ်မက်ကြီးဟာပရင်းပေါက်ကနေတက်ဆက် အမောင်းတူတဲကိုခုံထွက်ပျောက်ွယ်သွားခဲ့ပါတယ်ဒေါသနာကြီးမှုနဲ့မျောလင်းချက်မဲမှုတွေနဲ့လှဆိုင်ဟာဗရင်းမောက်စီကိုပြေးသွားပြီးတန်းနဲ့နဲ့တွေ့ရာကိုပြစ်ခတ်လိုက်ပါတယ်ဒီကန်ဒီဟာလေထဲကိုထိုးပေါက်သွားခဲ့ပေမဲ့အဲ့ဒီအိမ်မဲကြီးကိုဘာမှလုံးလို့မရခဲ့ပါဘူးအဲ့ဒီအိမ်မဲကြီးဟာတော်နေထွဲကိုဝင်ရောက်ပျောက်ွယ်သွားပြီးလှဆိုင်ရဲ့ရေထဲမှာတော့ဖြီးမဆဲနိုင်တဲ့နာကျင်မှုတွေနဲ့ ဒီမှရှိတဲ့မိကုံးတွေကထားရခဲ့ပါတယ်။နောက်တနေ့မနက်မုံဆိုးအောင်တင်ရဲ့အိမ်မှာနေရောင်ကြီးနုနုဟာတရွတ်တွေကြားကထိုးကြနေပါတယ်။အောင်တင်ဟာသူ့ရဲ့လက်ဆွဲတော်တနက်ပြောင်းကိုတည်တည်ချာချာစစ်စစ်နေပါတယ်။သူ့ရဲ့မျက်လုံးတွေကအိမ်ရှိမှစောင့်ကြည့်နေတဲ့တောကြီးတဲကိုတာကောင်ပြဖို့အတွက်အာယုံစုဆိုင်နေပါတယ်။အဲ့ဒီအချိန်မှာပဲရွာသားတယောက်ကအောင်တင်ရှိကိုထိတ်ထိတ်ပြပြနဲ့ပြေးဝင်လာခဲ့ပါတယ်။ မုံဆိုးအောင်နေမုံဆိုးအောင်နေမဖြစ်တော့ဘူးမြ мян ပြမြ мян လှဆိုင်အေကိုလိုက်ခဲ့ကြကြီးကငါ့ကိုအမြန်ခေါ်ကိုင်းလိုက်တာဟာဘာဖြစ်လို့လဲကွာလှဆိုင်တစ်ခုခုဖြစ်လို့လားလှဆိုင်ကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့သူ့မိမနဲ့ခလေးကတော့လာကွာဟိုရောက်မှပြောမယ်ရွာသားရဲ့မျက်နှာကညှိုးငယ်ပြီးစိုးရိမ်နေတဲ့ပုံစံကိုကြည့်ရနဲ့အောင်တင်းကတိလိုက်ပါပြီ ဒါကတမန်ကိစ္စမဟုတ်တော့ဘူးအောင်တင်ဟာမဆောင်တော့ပဲရွာသွားဖို့တော့စကားပြန်မပြောနိုင်မဲလှဆိုင်ရဲ့အိမ်ရှိရာကိုအပြေးအလွှာထွက်သွားခဲ့ပါတယ်အောင်တင်အတွက်လှဆိုင်သူတာညီကိုအရင်လိုပါပဲနှစ်ယောက်သားအတူတူကြီးပြင်းလာခဲ့ကြတာအသက်အရွယ်မတိမ်မယိမ့်နဲ့ငယ်ငယ်ကလေးကအရင်နည်းဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်အောင်တင်ရောက်သွားတဲ့အချိန်မှာတော့လှဆိုင်ရဲ့အိမ်ဟာမိယူအကြီးကျယ်လောင်လွှမ်းနေတာကိုတွေ့လိုက်ရပါတယ်လေကလည်းပြင်းတော့ အိမ်ထဲကိုဝင်ဖို့ဘလို့မှမဖြစ်နိုင်တော့ပါဘူးအဲ့ဒီညမှာရွာသူကြီးကလက်ပိုက်ပြီးစိုးရင်ဓာကြီးနဲ့ရက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဒါဒါဘာတွေဖြစ်ကုန်တာလဲဓာကြီးလှပိုင်ရောလှပိုင်ဗန်ပါလဲဗျလှပိုင်ရတော့တနက်ကင်ပြီးတော်လဲကိုပြေးသွားပြီ မသွားခင်သူ့ကိုယ်တိုင်သူ့အိမ်ကိုမီးရှို့သွားခဲ့တာပဲမင်းမြင်တဲ့အတိုင်းပဲသူဘယ်တော့မှပြန်မလာတော့မယ့်ပုံစံမျိုးနဲ့မင်းသူ့နောက်ကိုလိုက်သွားမှဖြစ်မယ် ။အော်ဒါနဲ့မသွားခင်သူမင်းအတွက်ဒါလေးပေးသွားတယ်။ဒါဘာလဲတော့ငါလည်းမသိဘူးကွာ။ဘာလို့သူကြီးဟာအောင်တင်ကိုပြည့်စည်တစ်ခုလှမ်းပေးလိုက်ပါတယ်။အောင်တင်ဟာအဲ့ဒီပြည့်စည်ကိုမင်းနဲ့ရယုံနဲ့တကူလုံးတုံ့နှုတ်သွားခဲ့ပါတယ်။တကြီးပေးလိုက်တဲ့ပြည့်စည်ကမွေကြီးကုန်တစ်ခုလိုပုံစံရှိပါတယ်။ဒါပေမဲ့တမန်မွေကြီးကုန်တဲ့ပို့ထူပြီးပို့ပြီးတော့မာကြောပါတယ်။ဒါပြင်ထူးဆန်းတဲ့အငွေသက်တစ်ခုကလည်း အဲ့ဒီအကြီးကောင်ကနေထွက်ပေါ်နေပါတယ်။အောင်တင်ကဒါဒါမွေပိတ်တာရဲ့အကြီးကောင်ပဲ။အောင်တင်ဟာအကြီးကောင်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားလိုက်ပါတယ်။အကြီးကောင်ရဲ့အသွားကသူ့လက်ဖွားကိုရှပြီးတွေးတွေတဆိတ်ဆိတ်ထွက်လာတယ်။ဒါပေမဲ့အောင်တင်မငိုနိုင်ခဲ့ပါဘူး။တငယ်ချင်းဖြစ်သူရဲ့ရဲစလာတဲ့ကံကြမ္မာအတွက်ဝမ်းနဲ့ကြေကွဲနေမိတယ်ဗျ။ငါ့ကိုစောင့်နေအောင်လှဆိုင်။ငါမင်းကိုကူညီဖို့ အခုလိုက်လာနေပြီလှဆိုင်ဟာမရဏတောလို့ခေါ်တဲ့တောနေကြီးတဲကိုပြေးလွှားနေပါတယ်တောကြီးကအုပ်ဆိုင်ပြီးပန်းဝန်းကျင်တစ်ခုလုံးကစိတ်ထဲကမိုးကြက်နေတယ်လို့ခံစားနေရပါတယ်ကြီးမားတဲ့တင်မင်ကြီးတွေနဲ့လွယ်ပင်တွေကရှုပ်ထွေးနေပြီး နေရောင်ကြီးမကြနိုင်အောင်ပိတ်နေပါတယ်ညီကြီးရဲ့စွတ်စွတ်တဲ့အနက်နဲ့မြို့ဘိုးတွေကတောကြီးရဲ့ခံစားမှုကို ပိုဆိုးစေပါတယ် မြေကြီးကလည်းရှုံတွေနဲ့ပြစ်ခဲနေတော့လှဆိုင်ရဲ့ခြေထောက်တိုင်းဟာလုံတွေထဲကနေရုံထွက်နေရသလိုပါပဲတွေးစာနေတဲ့ကျုံမဲမဲကြီးတွေကမြေကြီးပေါ်မှာရောတည့်ရပေါ်ဒီမှာပါထားသွားနေကြပါတယ်သူတို့ဟာတားကောင်ကိုဆောင်းရင်းတွေးဆုပ်ဖို့အသိအနေထားမှာရှိနေခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲသူ့ပတ်ဝန်းကျင်ကနေလောင်ရဲတဲ့အတန်ကြီးတစ်ခုဖွက်ပေါ်လာခဲ့ပါတယ်မွေးပိတ်တာကြီးကအတန်နဲ့ကြီးနဲ့ ဟာဘလို့လဲကိုချစ်ရတဲ့သူကိုဆုံးရှုံးရတဲ့အရသာဟာတေရထက်တောင်ပူပြီးနာကျင်ရတဲ့မဟုတ်လားကွလှဆိုင်ရတော့မင်းမင်းဘာမှလဲမင်းတက်တည်ရှိရင်ထွက်ခဲ့စမ်းကွာငါမင်းကိုတက်ပြီးမင်းရဲ့သွေးနဲ့ငါမိမနဲ့ငါသားရဲ့အုတ်ကူကိုစီးပြမယ်ပဝင်းကျင်ဟာရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှာပဲ ေးရွတ်တွေပေါ်ကနေရိတ်တစ်ခုကလှဆိုင်ရှိရာကိုခုန်ချလာပါတယ်လှဆိုင်ဟာတနမောင်းကိုအတင်တင်ထားပြီးသားချက်ချင်းပြစ်လွတ်လိုက်ပါတယ်ဒါပေမဲ့ခြေဆံကအဲ့ဒီမွေးပိတ်တာကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးမင်းဒီလောက်ပဲတတ်နိုင်တာလားဒါဆိုလဲမင်းမိမနဲ့မင်းခလီနာကိုလိုက်သွားလိုက်တော့မွေးပိတ်တာဟာရှေးလျပြီးချုံထက်နေတဲ့လက်သေးကြီးတွေနဲ့ လှဆိုင်ရဲ့ပကုံးကိုရိုက်ချလိုက်ပါလေလှဆိုင်ဟာမြေကြီးပေါ်ကိုလဲကျသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲလှဆိုင်ကသူ့ခါးကြဲတဲကဝဲဝံတဲကြီးမြစ်ကိုထုတ်ပြီးအဘယ်စက်သေးကိုထဲ့သွားကချက်ချင်းပဲမြူချလိုက်ပါတယ်လှဆိုင်ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပဲဝဲဝံထကောင်လိုကြီးမာပြီးတံမာလာခဲ့ပါတယ်လာခဲ့စမ်းမင်းအခုထက်လာခဲ့စမ်း အောင်လင်းကမရဏရောကိုအမြန်ဆုံးလိုက်ဝင်ခဲ့ပါတယ်။သူ့ရဲ့မုတ်ဖိုးပညာနဲ့တဲလူသားတွေကိုလိုက်ရင်လှလိုင်ကိုရှာဖွေနေပါတယ်။ဒါပေမဲ့ပတော်ကပုံနဲ့လာလေလေဆူဆူပြီးအေးဆက်လာလေလေဖြစ်ပါတယ်။တဲလူသားတွေကလည်းတဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအောင်လင်းဟာဆူဆူနေတဲ့မြေကြီးပေါ်မှာလူချေရတစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရပါတယ်။အောင်လင်းဟာမျောလင်းချက်အနေငယ်နဲ့ ဲ့ဒီခြေရနောက်ကိုလိုက်သွားခဲ့ပါတယ်ခဏကြာမှတော့ခြေရပိုင်ရှင်ကိုတွေ့လိုက်ရပါတယ်ဆရာတော်ဘုရားကိုရှစ်ခိုးပါတယ်ဖေယကောင်းပြီတကားပြင်မဲ့လာပြီမဟုတ်လားခဏနားပါဦးထိုင်လို့မဖြစ်သေးပါဘူးဖေယတပည့်တော်မှာအရေးကြီးကိစ္စရှိနေလို့ပါဖေယလူတယောက်ရဲ့အသက်ကိုတတ်မဲ့ကိစ္စမျိုးလားတကားဒါကအရေးကြီးကိစ္စလို့ခေါ်လို့မရဘူးထင်တယ်ဆရာတော် ဆရာတော်ဖျားကဘလို့လုပ်ပြီးတက္ကရှိရာထွက်နေတဲ့တက်ဖြက်လူစိအငွေ့သက်တွေကပြင်းထန်လို့နေတာကိုဆရာတော်ဇန်းဘိညာမရှိဘဲတောင်ခမ်းမန်းလို့ရနိုင်ပါတယ်တက္ကတပည့်တို့တော့ခင်ပြုပါဦးဖေယားတပည့်တို့တငယ်ချင်းအသက်အန္တရာယ်ကြားရောက်နေလို့ပါဖေယားအောင်နေဟာထွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ဆရာတော်ဟာအောင်တဲ့ရဲ့ဥပေါင်းကိုသူ့ရဲ့လက်နဲ့ဖွက်ဖွာလေးလာပြီးထိလိုက်ပါတယ် ချက်ချင်းပဲအောင်တင်းရဲ့စိတ်ကပုံကြီးကြီးအများကြီးထွက်ပေါ်လာခဲ့ပါတယ်။အောင်တင်းရဲ့မနှောစိတ်ထဲမှာသူ့တငယ်ချင်းလှဆိုင်ရဲ့ပုံရိပ်ကထွက်ပေါ်လာပါတယ်။ဒါပေမဲ့သူတိတဲ့လှဆိုင်မဟုတ်ပါဘူး။မျက်နာက တွေးစားနေတဲ့လူတက်ကမာတယောက်လိုပါပဲ။သူ့လက်ထဲကမုံဆိုးသားတစ်ချောင်းကိုကင်ထားပြီးသူ့ရှိမှာတော့မွေမာကြီးတစ်ကောင်ဟာသူ့ဥတွေကိုအသက်နဲ့လွဲပြီးကာဝယ်နေကြပါတယ်။မွေမာကြီးရဲ့မျက်လုံးဟာ ကြောက်ရွံ့ပြီး တက်ကယ်ဖို့တောင်းပန်နေသူပါပဲဒါပေမဲ့လှဆိုင်ကတော့ဂယုမဆိုင်ပါဘူးဒါနဲ့မွေမာကြီးကိုတက်ပြတ်လိုက်ပြီးဥတွေကိုယူသွားပါတယ်ပြီးတော့အဲ့ဒီဥတွေကိုသူ့ရဲ့ကိုဝင်ဆောင်မိမအတွက်ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်သူ့မိမကမွေဥစားကျင်တယ်လို့ချင်းချင်းတက်နေခဲ့တာကိုအောင်နေကတော့လှဆိုင် မင်းဒီလိုမလုပ်ခဲ့သေးဘူးလေကွာ အောင်နေရဲ့အော်ဟစ်တန်ကြောင့်မနှောအာယုံစိတ်တွေ ပြောက်ွယ်သွားပြီးဆရာတော်ရဲ့ရှေ့ကိုပြန်ရောက်လာခဲ့ပါတယ်။ဆရာတော်ဆရာတော်ဒါဝွကျွေးတွေ့ပါလားဖေ။ဟုတ်တယ်တကားကိုပြုတ်တဲ့ကံကိုပြန်ခံဖို့ကံတရားဆိုတာအမြဲတမ်းပဲမျှတာပါတယ်။အခုတော့တကားကိုယ်တိုင်ဆုံးဖြတ်ရတော့မယ်။မိတ်ဆွေကိုကယ်တင်မလား။ဒါမှမဟုတ်ကံတရားအတိုင်းပဲလှုပ်ထားလိုက်မလား။အောင်းနေဟာဆရာတော်ကိုဥှချလိုက်ပြီး တောနဲ့ထဲကိုဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ညအချိန်မှာလှဆိုင်ဟာဝဲဝံတဲကျင်မြစ်ရဲ့အစွမ်းကြောင့်မွေပိတ်တာနဲ့အပြိုင်တိုက်ခိုက်နိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဆေးပင်ရဲ့အစွမ်းဟာ အကန့်အသတ်ရှိနေခဲ့ပါတယ်။ချိန်ကြာလာတာနဲ့အမျှလှဆိုင်ရဲ့အင်အားတွေဟာတဖြည်းဖြည်းချင်းနဲ့လာခဲ့ပါတယ်။မွေပိတ်တာကတဖြည်းဖြည်းနဲ့အသာစီးပြန်လဲရရှိလာခဲ့ပါတယ်။မွေပိတ်တာဟာလှဆိုင်ရဲ့အတက်ကိုတတ်တော်မဲ့အချိန်မှာပဲ အောင်တင်ဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်။မင်းမင်းဝင်မဆုံးတဲ့အောင်တင်ဒါငါနဲ့သူ့ကိစ္စပဲ။ငါမိသားစုကိုတတ်သွားတာ။ तू လည်းဒီလိုနာကျင်ခံစားရမယ်။လာမိုင်းမင်းစိတ်ကိုထိန်းလိုက်စမ်းမင်းကိုမင်းပြန်ကြည့်အောင်ဒီကိစ္စကိုမင်းကိုယ်တိုင်ပဲအဆုံးသတ်လိုက်ပါ။မင်းမိမနဲ့ခလီကပြန်လာနိုင်တော့မှမဟုတ်တော့ဘူး။မင်းကပြောတော့လွယ်တာပေါ့ကွာ။မင်းမိသားစုသာဒီလိုကြုံတွေ့ခဲ့ရရင် မင်းဒီလိုပြောနိုင်အောင်မလားဟမ်ငါကလူလို့ကွတော်စွမ်းရမဖြစ်ကြနေတော့ကိုလုံးကိုတတ်လိုက်တော့မယ်ငွေပိတ်တာဟာလှဆိုင်ကိုအောင်ရင်ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်လှဆိုင်ဟာလွတ်ထွက်သွားပြီးမြေကြီးပေါ်မှာငိတ်သက်သွားခဲ့ပါတယ်ပြီးတော့မွေးပိတ်တာဟာအောင်တဲ့ဘက်ကိုလှည့်ပြီးတိုက်ခိုက်မှုပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့မွေးပိတ်တာဟာလူတည့်ရဲ့ရက်တန့်သွားခဲ့ပါတယ်အောင်တဲ့ရဲ့လက်ထက်မှာကင်ထားတဲ့ ဓာမြောင်ကိုတွေးလိုက်ရလို့ပါအောင်တင်ဟာရေမောလေးရဲ့ဟာ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 ဘာလဲကြောက်သွားတာလားငါဘိုးဘွေးတွေလက်ထက်တဲကလက်စင်ကန်းလာခဲ့တဲ့မန္တန်စုဓာမြောင်ပဲကွမင်းတွေးလားဒီဓာမြောင်ထဲမှာတုတ်တန်ဓာကပြင်ကတန်ချောင်းတွေတင်းမရဲ့ဇပင်းဖုတ်ကောင်ရဲ့မြက်ခွန်ဖုံးပယုတ်ဖျောင်းစင်ချီကျိုးအစရှိတဲ့အစွမ်းထက်တဲ့ပစ္စည်းတွေအကုန်လုံးပါတယ်ကွဖိုးပိတ်တာကတော့ဒေါသဓာကြီးနဲ့ မင်းမင်းကဘာတူလဲငါကတောနဲ့ရွာကနယ်မကြီးမုတ်ဖိုးအောင်တင်ပဲလေကွအောင်တင်နဲ့ဝေပိတာတို့ရဲ့တိုက်ပွဲဟာစတင်ခဲ့ပြီပဲဖြစ်ပါတယ်အောင်တင်ဟာမုတ်ဖိုးတယောက်ရဲ့ကျွမ်းကျင်မှုရဲ့ဓမြောင်ရဲ့အစွမ်းရဲ့ပေါင်းဆက်ပြီးနောက်ဆုံးမှာတော့မွေပိတ်တာကိုအနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။အောင်တင်ကမင်းသွားတော့ဒီနေ့ကဥပုံနေကြီးကငါတီလာဆောင်နေ။မွေပိတ်တာကဒေါသဓာကြီးနဲ့ကြည်နေပေမဲ့ သူ့အသက်ကိုကယ်ဖို့အတွက်တောနဲ့ထဲကိုပြန်လဲဆုတ်ခွာသွားခဲ့ပါတယ်။အောင်နေကတော့လှဆိုင်ရှိရာကိုသွားလိုက်ပါတယ်။လှဆိုင်ကဝန်းနေမှု၊နာကြည့်မှုနဲ့ငိုကြွေးနေတော့မှာပဲ။မင်းမင်းဘာလို့သူ့ကိုမတက်လိုက်တာလဲ။လှဆိုင်တတိထားစံဒီကိစ္စအားလုံးကမင်းကသူ့မိသားစုကိုအရင်တက်ခဲလို့ဖြစ်ခဲ့တာ။အားလုံးကိုလှုပ်ချလိုက်တော့မင်းမိမ့်မှန်တဲ့မင်းကလေးကောင်းရမွန်ဟာရောက်အောင်သွားပြီးတင်ငန်းဝက် ကုသိုလ်လုပ်ပေးလိုက်တော့လှဆိုင်ဟာအောင်နှင်းကိုမုံတီးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပါတယ်ပြီးတော့အောင်နှင်းကိုစကားတခုပြောပြီးတောနဲ့ထဲကိုပြန်လဲထွက်ခွာသွားခဲ့ပါတယ်မင်းမှတ်ထားခုချိန်ရစပြီးမင်းနဲ့ငါတငယ်ချင်းမဟုတ်တော့ဘူးငါငါငါသူနဲ့မျိုးနဲ့တစ်ခုလုံးကိုမျိုးပြက်အောင်မျိုးတုံးအောင်တတ်ပြမယ်အောင်တယ်လဲတတ်ပြင်းတာချနိုင်ခဲ့ပါတယ်လှဆိုင်ရဲ့စိတ်တက်ကိုတီးတဲ့အတွက်သူ့တငယ်ချင်းဟာ အဲ့ဒီမွေးပိတ်တာကိုမတတ်နိုင်မချင်းရက်တမှာမဟုတ်ဘူးဆိုတာကိုသူသိနေခဲ့ပါတယ်ဇလန်းလေးကတော့ဒီမာရီမဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်လိုက်ရန်ရှယ်လေးလုတ်ပေးကြပါအောင်ခမညာမိတ်ဆွေတို့ရဲ့အားပေးမှုဟာကျွန်တော်တို့ရဲ့ကြီးမားတဲ့ခွန်အားပါပဲနောက်ထပ်စိတ်ဝင်စားစရာဇလန်းတွဲတွေအများကြီးကိုနားသိနိုင်မှုကျွန်တော်တို့ရဲ့ channel တွေကိုသက်ခွိုက်လှုပ်ထားဖို့မမေ့ကြပါနဲ့ခမညာပုံမှန်ပါလေအမြင်လေးတွေကို ညဝေပေးသွားကြပါဦးခမ။အဆုံးထိကြီးစုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခမ။